မင်္ဂလာပါအကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်သင်ပေးသင်္ကန်းလာပါလဲဆိုရင်တော့ error ပိုင်းဆိုင်ရာရှေ့မှာလဲကျွန်တော် error လေးကိုနည်းနည်းလေးမိတ်ဆက်ခဲ့ error 3မျိုးဆိုပြီးတော့မိတ်ဆက်ခဲ့ဟုတ်မလားအဒီတစ်ခါပြောမယ့် error ကြတော့တူတူပါပဲဒါပေမဲ့အထူးပြုပြောပါဘောနော်ထူးပြု error ခန့်တတ်တတ်ဒါဘလို့နေရာမှာသုံးလဲဆိုကျွန်တော် Java နဲ့ Java language တွေမှာလဲရှိတယ် exception handling လို့ခေါ်တယ်ဟုတ်လား exception ဆိုကျွန်တော်တို့ဓာတ်ရိုက်ပါတာခေါင်းစဉ်ဟို သင်္ကန်းစာခေါင်းစဉ် topic တွေကတော့မျိုးမျိုးပြောတယ် error handling decision handling arthritis test အမျိုးမျိုးပြောပေမဲ့လူရင်းကဖြစ်လာတဲ့ပြဿနာတွေကျွန်တော်တို့ပြောတာ handle ကင်တွေ့တာမဟုတ်လား decision ရဲ့ဟို BM meaning ကဘာလဲဆိုရင်တော့ twin jet ကျွန်တော်နေရာတစ်ခုလူတယောက်ကိုခိုင်းလိုက်တယ်ကွန်ပျူတာကိုခိုင်းလိုက်တယ်လူတယောက်ကိုခိုင်းလိုက်တယ်အတူတူဟာမင်းသွားစိတ်လိုက်သွားဝယ်ဟော ruby သွားဝယ်ဟောအဲ့သူသွားဝယ်သွား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 စိုင်းရောက်သွား ruby မရှိဘူးဟော ruby ရှိရင်ဘာလို့မရှိရင်ဘာမလို့ ဘာလို့ဆို ruby ရှိရင်ဘာ ruby ဝယ်ခဲ့မရှိရင်ဘာဝယ်ခဲ့ဆိုကျွန်တော်ပြောလိုက်မပြောလိုက် miss say လိုက်သွားဝယ် ruby သွားဝယ်လို့ပဲပြောလိုက်တယ်သူက ruby ပဲဝယ်အဲ့ဆို high နဲ့ high နဲ့လူကအဲ့လူဆိုရင်တော့သူဟာနည်းနည်းတော့တော့လည်းရှိတယ်လို့ဆိုရင်တခြားဝယ်ဝယ်လာမယ်ဟုတ်ပြီနော်ဝယ်ဝယ်လာမယ်အဲကွန်ပျူတာမှာတော့အဲ့လိုမရဘူးခိုင်ခိုင်နေတိုင်းဖြစ်မယ်မရရင်အဲ့ဒါတတ်မယ်အဲအဲ့ဒီလိုအခြေအနေတွေအဲ့ဒီလို situation တွေကျွန်တော်တို့ဘာလုပ်ရမလဲ handle လုပ်ရမလဲဟုတ်ပြီနော်အဲ့ဒါအဓိကအဲ့ဒါပါပဲဘယ်လို handle လုပ်မှာလဲ နောက်ဆုံးကျွန်တော်တို့သင်ခဲ့တဲ့ if တွေနဲ့လည်းစစ်လို့ရအောင်ကျွန်တော် if ဆိုတာ condition ကိုစစ်ချတာပဲလေဟာကျွန်တော်တို့ခုနကစေးလေးဝယ်တဲ့ဥပမာဗလား if အမေ ruby ruby equal equal နာ ruby မရှိဘူးဆိုရင်အော်မင်းဘာဝယ်ခဲ့ကျွန်တော်စေးလေးကလည်းမတော့ဘူးစေးလေးကြောင့်လို့ဆိုနော်ဘာစေးလေးပဲကြည့်ဟာဆိုမင်းတခြားစေးလေး555 3လုံးသွား5လုံးမရှိဘူးဆိုရင် ruby ဝယ်အဲအဲ့လိုအော်5လုံးတော့နောက်တစ်ခါ3မျိုးလောက်မှမရှိဘူးနောက်ထပ်ဘာမျိုးအဲနောက်ဆုံးမှမရှိဘူးဆိုရင်ပြန်လာခဲ့တော့အဲအဲ့ဒီလိုအတိအကျကွန်ပျူတာဆိုတာခိုင်းပြန် လူဆိုရင်လားလူကကိုညံနေကိုလူသားကို ခိုင်းတာမဟုတ်ကျွန်တော်တို့ကတက်မဲ့ကွန်ပျူတာကြီးကိုခိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ exactly exception handle ပိုင်းဒီ beginner ရောဘာနာရောဘာနေနေအကုန်လုံးနားလဲထားနည်းနည်းချေချေနားလဲထားရမယ်အခန်းတစ်ခန်းပါတယ်โอเคမလားကြည့်မယ်ဒီကြည့်မယ်အဲ့ဒါဆိုကျွန်တော်ရှေ့မှာတော့ပြောခဲ့တယ်ဗျ center ရယ် semester ရယ်ကျွန်တော်ဟာ run time ဆိုလို့ပြောခဲ့ဒီမှာတော့ category ကိုတက်တက်ရပြန်ခွဲမယ်အဲ့ဒါတွေကိုဘယ်လိုခွဲချင်အဲ့ဒါဘာ error လဲဆိုတာဒီမှာ ကျွန်တော်တို့ဘယ်လိုရှင်းရမလဲဆိုတော့ဒီမှာလေအနာတိမှာပါဖြစ်မှာနော်ဆေးရှိမှာဒါအဲ့ဒါမှဆန်ရေးကြတော့အဲ့ဒါမတက်တဲ့ဆော်ဝဲလုံးလုံးမရှိဟုတ်လားအဲကြောင့်ကျွန်တော်တို့ဆော်ဝဲထုတ်တာကဘီတာဗာရှင်းအစမ်းထုတ်တယ်ကတော့သုံးနေတဲ့လူတွေရဲ့ customer ရဲ့ feedback တွေလက်ခံတယ်ပြီးစစ်ကြတာဘာတွေမှလည်းဘာတွေဘာတွေလိုနေလဲဆိုတော့ဂရုနဲ့ဘလောက်လိုတနက် Google နေနေဘာနေနေဘယ်ကုမ္ပဏီရဲ့ဆော်ဝဲထုတ်တော့ဗာရှင်းကိုအစင်စင်သွားတယ်ဟုတ်လားအဆမ်းဗာရှင်း PB ဆိုမှ release stable release အလိုလားဩအားဒါတွေတုံးကြတာအရှင်းပြေတယ်ဩအားလုံး error တိတ်မတွေ့ဘူးအဲ့ကျမှ stable release အဲ့လိုလောရတယ်ဗျာ software တကူကလောလောကူနဲ့တော့မဖြစ်ဟုတ်ကဲ့ကဲဆိုတော့တို့ကကတိတင်ငန်းမှာနော်နော်စင် base လောလောစင် base ဆက်မယ်ကြည့်မယ် error ကိုကျွန်တော်တို့အမျိုးအစားခွဲလို့ရတိုင်းအချိန်အားဖြင့်ခွဲလို့ရဟာ program run နေ program ကိုကျွန်တော်တို့ run နေသူ့ဘယ်အချိန်မှာ error တက်တာအချိန်ကို timeline ကိုကြည့်ပြီး program ဟာ error နှစ်မျိုးခွဲတယ်အဲ့ဒါဘာလဲဆိုတော့ combine time နဲ့ run time ဟုတ် ဘောရတာတွေတိုးလာပြန်မယ်ကွန်ပိုင်းတိုင်းနဲ့ run တိုင်းဟုတ်ပြောတာအချင်းကွန်ပိုင်းချိန်နဲ့ run တိုင်းချိန် run နဲ့ run တဲ့ချိန်နဲ့ကွန်ပိုင်းလိုတဲ့ချိန်ကျွန်တော်ရှိမှပြောပြန်လေအဲ့တော့ရေးတဲ့စိုးကုတ်ဖိုင်ကိုသူဒီပါပါပြောင်းနော် matching ကိုပြောင်းတယ်လေ matching ကိုပြောင်းပြီးမှ CPU ရဲ့သူက model သူ့ရဲ့ model သူ့ရဲ့ brand အဲ့သူ့ရဲ့ architecture အတိုင်းသူကဘာဖြစ်တာလဲ run တာ0110ပဲနောက်ဆုံးကိစ္စ on off ပဲ0110တော့မဟုတ် on off ပဲဆုံးပဲဟုတ်လား digital logic gate တွေကပဲဆုံးပဲဟုတ်ပြီအဲ့ဆိုတော့အဲ့ဒီအချိန်ပြောင်းလဲနေတဲ့ကိုရေးလိုက်တဲ့ scope file ဟုတ်လား sofa နမူနိုင်နဲ့ကျွန်တော်ဟို program ပေါက်စားလေးရေးထားတယ်ဒီ sofa ဒီကျွန်တော်ဒီတစ်ကြောင်းတစ်ကြောင်းကိုသူပြပြောင်းပါလေ combine combine language ဆို combine မယ် interpret language ကိုဆို interpret ပြောင်းမယ်ဟုတ်လားဘာသာပြန်မယ် matching code ကိုဘာသာပြန်နေတဲ့အတော်အတွင်းမှာသူ့ရဲ့ rule တွေသူ့ရဲ့ semantic တွေသူ့ရဲ့ဟာတွေမှားသွားရင်သူ run လာမ run ဘူးအဲ့ဒီဟာကိုကျွန်တော်တို့ကဒါ run ဒါဒီဒီကောင်ကျွန်တော် run လိုက်တာ ਨੇ ဟိုကဂျားမှာစလုံးမောင်းမားတယ်သူမားတယ် message တက်မားတယ်သူမားတယ်အဲ့လိုပြနေတာဘာလို့ခေါ်လဲဆို combine time error ဟုတ်လား run down မ run နေဘူး combine ဘာသာပြန်နေတဲ့အတော်တွင်းလေးမှာပဲအဲ့ဒါတက်အဲ့ဒီအဲ့ဒါကပိုလိုတားကြောင်းဆံမကော run down မ run နေမ run နေတယ်သူပြောတဲ့ဟာ question ကိုရတယ်ဒီအဲ့ဒါကအလွယ်ဆုံးအဲ့ဒါပဲ combine တိုင်းအဲ့ဒါဟုတ်ကဲ့နော် program ကြီး run လာမ run ဘူးဖြစ်တဲ့အတွက်မှန်မှ run မှာဖြစ်တဲ့အတွက်သူဒီ run တော့မှ diera diera ကိုကြော်မှကျွန်တော် program run နေစင်လောက်ဟုတ်လားအဲ့တော့ဘာ error လဲဆို combine time error okay နောက်တစ်ခုဘာချိန်လဲဆို run time error ဟုတ်ပြီနော် runtime error ဟော program ကြီးကဒီ error တွေ combine နေသူ့ slow mount နေသူ့ syntax တွေ semantic တွေမှန်သွားတယ်ရေးသားဝင်ရေးသားနေရပိုင်းလို့ဆိုရင်ဒီမှာ ndi တန်းနေဒီလိုဒီလိုချရတယ်ကွာတန်းနေတို့ enter တွေချရတယ်ကွာ variable နေမမရဘူးကွာ semi colon မသုံးရဘူးကွာ if star ဆိုရင်မှ full colon လိုတယ်ကွာအမေ string နေထည့်မယ်ဆိုရင် double quotation ကို single quotation လိုတယ်ကွာအဲသူ့ရဲ့ sor တွေ rule တွေအကုန်မှန်လို့ run သွားပြီဆိုရင် run သွားတဲ့အချိန်မှာလည်း error တွေပါဖြစ်နိုင်တော့တက်နိုင်လေဘလို့ချိန်နေတက်တယ်ဆိုရင်တော့ပြီးလက်တွေ့ပြောင်းအဲ့ဒီဟာဘာလို့ခေါ်လဲဆို runtime error အချိန်ကိုကြည့်ပြီးတော့ error ဘာနှမျိုးခွဲလဲနှမျိုးခွဲ compile time error နဲ့ runtime error ပြန်လာတွေ့ပြန်မလားဒါက intro လေးတွေဝင်ထားတယ်ပြန်တော့တကူ runtime error မှာနှမျိုးရှိတယ်ဟာအမျိုးသားနှမျိုးခွဲတယ် common commission ပေါ့ဒါမျိုးလို့အပြင်မှာပြောနေတယ် commission commission ပွဲတာနော် commission error နဲ့ကျွန်တော်ပြောတာ omission error commission ဆိုတာဂျာဂန်အကောင်နေမှာတာနော် omission ကျန်နေခဲ့တဲ့ဟာဟုတ်မှာအကောင်လုံးဒီ hardware error တွေ hardware တွေရှိနေကျွန်တော် graphic card နဲ့လန့်ချတဲ့အချိန်မှာကွန်ပျူတာမှာ graphic card ကမရှိဘူး ဘာလို့သူ့ရဲ့ system requirement မလောက်ဘူးဆိုရင်တက်ပြီလေအဲ့တော့ internet ကိုလမ်းချိတ်တယ်ဟုတ်လား internet line ကြီးကျသွားတယ်အော်ဟိုဘက်က server ကျွန်တော်တို့ internet ကို file တစ်ခု channel မြန်မာနေ video down နေတယ် down နေတယ်သူ download လို့ရင်ကို down နေတဲ့ချိန်တွေမှာတက်တဲ့ဆန်တယ်သူက delete ဖြတ်ပလိုက်တယ်ဟောဟိုဘက်က admin ရအော်အော်အဲ့မထင်မှတ်ထားရပါတော့ exception တွေချွန်းကြတယ်အော်အဲ့ဒီအားကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် random error random error မှာ commission နဲ့ omission ဆိုနှစ်မျိုးရှိတယ်အာမျိုးစားလည်းပဲမှာပါပဲ okay နောက်တစ်ခု ဘာနေနဲ့အဲ့ဒါတရားတရားတုံးနော်အချိန်ကြည့်ပြီးတော့အဲ့ဒါနှစ်မျိုးခွဲနောက်နှစ်မျိုးကတိုက်အမျိုးအစားကိုကြည့်ရောအဲ့ဒါတက်တဲ့ပုံစံဟာဒီကောင်ဘလို့တက်တာလဲဘယ်မျိုးအစားတက်တာလဲမျိုးအစားကိုကြည့်ပြီးတော့လဲအဲ့ဒါခွဲတယ်အဲ့ဒါဘာလဲဆိုရင်သုံးမျိုးပဲရှိတယ် syntax ကြည့်ရဲ့အဲ့ဒါဟုတ်လား syntax error တော့ပြောမှနေတယ်ကျွန်တော် syntax ဆိုတာ syn ကြီး syntax ဖွဲ့ပြီးတည်ဆောက်ပေါ့လေဒါ grammar error ပါပဲမဟုတ်လို့စာနဲ့ပြောမှလေအစေးလက်ထားပုံစံနဲ့ပြောမှ grammar error ဟုတ်လားအဲ SVO I go to school လို့ရေးမှာဟုတ် school to I go ဖြစ်တယ် โอเคมั้ยเนาะအဲ့လိုတွေလွဲနေရတယ်ဗါနော် syntax error โอเคနောက်တစ်ခုက semantic error semantic ဆိုတော့ဘာလာပြန်မဆိုအဓိပ္ပာယ် meaning meaning ဆိုလိုရင်းနေမှားတယ်ကဆိုလိုရင်းနေမှားတယ်တင်းတဲ့နေနဲ့ပေါင်းအောင်မအောင်နင့်တဲ့တင်းနဲ့ပေါင်းမိနေတာဟုတ်လားရှင်းတဲ့နောက်နဲ့မျှအောင်မအောင်0နဲ့သွားစားတယ်စားလို့မရတော့သွားစားနေတယ် divide by 0အဲ့ဒါတွေအဲ့ဒီဘာတွေလဲဆိုတော့ semantic error နောက်တစ်ခုကတော့အရေးကြီးဆုံးနဲ့အခက်ဆုံး error ပါဗျာဘာလဲဆိုရင် logical error အတွေးခုံမှာသွားတယ်ဟုတ်လား program run နေတဲ့ချိန်မှာ ဘလို့အတွေးခေါ်နေမှာလဲတကယ်ဘလို့ကံရေးတဲ့ချိန်ကတည်နေဟုတ်ပြီနော်ဖြစ်တင်တာကိုမရေးပါနဲ့မဖြစ်တင်တာတွေကိုတွားရေးတယ်မဖြစ်နိုင်တာတွေကိုတွားရေးမိတယ်ပရိုဂရမ်ကြီးကတော့ run သွားပြီဒါပေမဲ့ logic တွေမှားနေတယ်ကြည့်ကျွန်တော်တို့စရင်းကန်ဆော့ဝဲတွေကိုတွားပြီးတော့နမောနမဲလောလို့မရဘူးလေဗျအကုန်လုံးနားကားကုန်မှာပေါ့လာတာတွေဟိုဘက်ကိုပို့ပေးပြီးတော့ manager ကိုတိမ့်ပေးပြီးတော့ကောင်းနေကို၅သိန်းဆင်ပေးပြီးကုန်မှာပေါ့ base key တွေပါဆွဲမယ်ဆို โอเคมั้ยไอ้หลอฟอร์มูลาไอ้ห่าบ่เปียอ๋อเนี่ยโลจิสติกสินค้าบ่สินค้านี่มาด่าก็ดีเอ่าด่าก็โกโกเอโกด่าเนี่ยซะเนี่ยตะชู่ไอ้ด่านี่ละสักกะอกสิบปีเลยเปียอะหลอกกูปูยามโลดีเวเจอร์2ဆိုတော့ကျွန်တော်ရှင်းมา JavaScript programming fundamental มาသင်ခဲ့တဲ့ JavaScript มาသင်ခဲ့ဒီเวเจอร์2ဆိုတာအဲ့ဒါပါဗျာဒီ batch လုပ်တယ် testing လုပ်တယ် software program ready တခု ready လုပ်ဖို့အတွက်ဘယ်လောက်ကြာလဲဆိုတာတကယ်လက်တွေ့ကြရင်ဒီပါလိမ့်မယ်ဗျာ okay ကဲဆိုတော့နောက်တစ်ခါမှလက်တွေ့လေးနဲ့ program လေးကိုသွားမယ် okay thank you ဗျာ